မြင့်မတောင်ရှားနေကြတော့မှရှိသေးတယ်။အဲ့တော့မြင့်မတောင်ရှားတာဆိုရင်ဘယ်လိုလုပ်ပြီးတော့မြင့်မတောင်တွေ့မလဲကိုကတကယ်ကြည့်လိုက်မယ်ဆိုရင်ကိုနေတာကမြင့်မတောင်ခပန်းမှာနေတာမြင့်မတောင်ခပန်းမှာနေပြီးတော့မြင့်မတောင်ရှားနေရင်တော့ရောင်းမခါထိုးပြီးတော့ရှားနေတယ်လို့ပဲဖြစ်မှာပဲရှားလို့မတွေ့တော့သေးသေးလေးမှမဟုတ်တာမြင့်မတောင် ဒီနာပြုံးလွင်ကတောင်းနေတောင်းကအထက်ထက်သေးသေးလေးမှမဟုတ်တာလေအဲ့ဒါမြင်းမို့တောင်းရဲ့အစိပ်ပိုင်းနေပဲကဘာကြီးကဘာကြီးကဘာချိုကြီးတခုအာယုံပြုတ်ကြည့်လိုက်အခုခေတ်ကဘာလုံးကြီးဆိုတာဆိုကဘာလုံးကြီးပဲထားလိုက်ပါတောင်ရိုးစွန်မြောင်းဝင်ရိုးစွန်နေဝင်ရိုးစွန်နေတာထားအဲ့ဒီမှာကဘာကြီးရဲ့တည်နေပုံကိုနည်းနည်းအာယုံပြုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တိတ်ကြီးမှန်းတော့အာကြီးတဲ့အခါကျတော့ လူတွေကမြင်မိုးခဲ့တယ်လေကိုဘယ်နေရာရောက်ရောက်ကိုဟာမိုးကုတ်ဆက်ဝိုင်းကြီးရဲ့အလယ်မှာပဲရှိနေတယ်ကိုရဲ့မြင်ကွင်းကတလောက်ပဲရှိတယ်အဲ့တော့ဆိုတာကဘလူဆိုတာတော့စိလူပြေဟာတဲ့မြင်မို့တောင်ခါပန်းမှာရှိတယ်အဲ့တော့မြင်မို့တောင်ခါပန်းဆိုတာအခုကနေ့ စိတ်ကူးနဲ့ဖော်ထုတ်ထားတဲ့ကဘာကဘာလုံးကြီးရဲ့ခပန်းမှာရှိနေတယ်ဆိုတော့ကိုကအဲ့ဒီမှာနေပြီးတော့မြင်းမို့တောင်လိုက်ရှာလို့ပဲတွေးပါတော့အဲ့တော့မြင်းမို့တောင်ထိတ်ကအမြင့်ဆုံးနေရာပေါ်မှာတာဝရိန္ဒနတ်ပြည်ရှိတယ်တဲ့နောက်ဆုံးအခြေတဲမှာအတုရာနတ်ပြည်ရှိတယ်တဲ့မြင်းမို့တောင်ခပန်းမှာလူပြည်ရှိပြီးတော့စတုပါတဲ့နတ်ပြည်ကလည်း အဲ့ဒီပါဝင်ခြင်းမှာရှိနေတယ်လို့ဒီလိုဆိုတာပေါ့ဒီလိုဆိုတော့မြင့်မို့တောင်ဟာကဘာဂျူကြီးရဲ့အမြင့်ဆုံးနေရာမြင့်မို့တောင်ပဲပေါ့ကဘာဂျူကြီးရဲ့အမြင့်ဆုံးနေရာအနိုင်ဆုံးနေရာအောက်ခြေကအတုရာပုံပဲပေါ့အခုပင်လေရည်မျက်နှာနဲ့ညီပြီးတော့နေတဲ့လူတွေနေတဲ့ရေပြင်ကြီးကမြင့်မို့တောင်ရဲ့ အလဲလောက်မှရောက်ပြီးတော့နေတယ်မြင့်မို့တောင်ကြီးကပင်လယ်ထဲမှာတဝက်မြုပ်နေတယ်တဝက်ပေါ်နေတယ်ဒီလိုဆိုတာပေါ့ကဘာမြေပြင်ကြီးကိုကဘာလုံးကြီးကိုခြေလိုက်မယ်ဆိုလို့ရှင်လေရေပြင်ကြီးတွေကလွှမ်းပြီးတော့ကျွန်းမြေကြီးတွေကဖလောက်တင်းဖြစ်နေတာပဲအဲ့ဒီပေါ်ပေါ်နေတဲ့အရာကမြင့်မို့တောင်ဒီဟာကြီးတစ်ခုလုံးကမြင့်မို့တောင်ကြီးပဲလို့မှန်းဆပြီးတော့ပြောရနော် စာပေရပြောပြတာစာပေရဒီလိုဆိုတာအဲ့တော့မြင်းမို့တောင်ဆိုဒီမှာကဘာလုံးကြီးတစ်ခုလုံးကိုခြုံကြည့်ရခြုံကြည့်တဲ့အခါအမြင့်ဆုံးထိတ်ဟာမြင်းမို့တောင်ထိတ်ပဲအောက်ခြေကဆိုလိုတာကဒီကဘာကဘာလုံးကြီးကိုကအလဲသားကြီးကမြင်းမို့တောင်ကြီးပဲပေါ့ဘေးကနေရံပတ်နေအခုကြည့်လေဒီမြန်မာပြည်ကတောင်တန်းကြီးတွေပဲကြည့်တခုတည်းမှမဟုတ်ပဲနဲ့ တောတတတောင်ထက်ထက်နော်ဒီလိုနေတာကိုအဲ့တော့မြင်းမို့တောင်ဆိုတာလေရံပတ်နေတာတွေကအများကြီးပဲဖြစ်နေမှာပေါ့ရံပတ်နေတာတွေအများကြီးအားလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒါမြင်းမို့တောင်ဆိုတာကမ္ဘာလုံးကြီးတစ်ခုလုံးရဲ့တစ်ခုလုံးကိုပဲမြင်းမို့တောင်လို့ပြောလို့ရတယ်အဲ့ဒီထိတ်ဟာတောင်ရင်သာနတ်ပြည်ရဲ့တရားဌာနဖြစ်ပြီးတော့အောက်ခြေကအသုရဘုံရဲ့ တိယဒါနအလေခါပံပပတ်လေကတော့ကျင်းကြီးလိုချင်ဆိုရင်လူပြည့်ရဲ့တရားထာနာဒီလိုပြောလို့ရတာပေါ့တခါတော့ကဂျာမနီမှာသွားပြီးတော့သင်တန်းပို့ချတော့ကဂျမန်ကျောင်းသားတယောက်ကမေးတယ်။ဘာနဲ့ပတ်သက်ပြီးမေးတော့ဆိုငရင်လောက်တာနဲ့ပတ်သက်ပြီးတော့မေးတယ် မဟာပြိနိဗ္ဗာန်တော့မှာတဲ့လေဓူကြီးလှုပ်တော့ရေဓူကြီးလှုပ်တယ်ရေဓူကြီးလှုပ်တဲ့အခါကျတော့မြေဓူကြီးလှုပ်တယ်ပေါ့လေဓူကြီးလှုပ်တယ်ဆိုတာအခုကဘာချိုကြီးဆိုတာဒီကနေ့သိပ္ပံကဘယ်လိုပြောတော့ဆိုအာဃာတာကြီးတည်းမှာရှိတယ်လို့ပြောတာပဲပေါ့လားအာဃာတာကြီးတည်းမှာရှိတယ်အာဃာတာလို့ဆိုရင်ကဘေးကပပလည်းလေဓူကြီးပဲလေ အဲ့ဒီမြေဓုလှုပ်သည့်အတွက်ကြောင့်မြေဓုကလှုပ်တယ်ရေဓုကလှုပ်တယ်ရေဓုကလှုပ်သည့်အတွက်ကြောင့်ကမ္ဘာမြေဓုကလှုပ်တယ်လို့ဒီလိုဆိုထားတာအဲ့လိုဆိုထားတာကို तू ကတော့ဒီလိုစိတ်ကူးပြီးတော့မေးပုံရတယ်လေးလေးပေါ်မှာရေးရေးပေါ်မှာမြေအထက်ထက်ဆင်းလင်းနေတယ်လို့ဒီလိုထင်တာကိုတကယ်ကတော့ ကဘာကျူလူကြီးမှာအဲ့ဒီမှာမြေကြီးတွေဟာအမြင်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပင်လယ်ပြင်ကြီးကအလွန်ကြီးတယ်ပင်လယ်ထဲမှာရှိတဲ့ကဘာကျွန်းကြီးတွေဟာရေပြင်ရေထဲမှာပြီးဖလုတ်တင်းဖြစ်နေတာပေါ်နေတဲ့သဘောမျိုးမြင်ရတယ်လေမြေပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမြေတွေဟာပင်လယ်ထဲမှာပေါ်နေတဲ့အလွှာကြီးတွေလို့မြင်ရတယ်ပေါ့ အဲ့ဒါနဲ့ဘုန်းကြီးကပြောတာမင်းကဘာမြေဘူးကြီးကြီးဘူးတယ်မို့လားကြီးလိုက်တဲ့အခါကျကြီးလေကဘာကြီးကအာဂါသာထဲမှာရှိတယ်ဟုတ်တယ်လေအားလှုပ်တယ်ကဘာမြေကြီးကလည်းပဲကြီးတင်လေကြီးကြီးတွေပတ်ချံဝိုင်းပြီးတော့နေသေးတဲ့အကြောင်းနော်လေတိုက်လို့ရှင်လှုပ်ရင်ရေအားရင်လှုပ်မှာပဲလှုပ်ပြီးလို့ရှင်ကဘာမြေကြီးပါလှုပ်လာဟုတ်တယ်လေဆူနာမီတို့ပါလို့ဆိုအောက်ကနေလှုပ်လာတာဟုတ်အဲ့ဒါကနေ လှုပ်တာလို့ကဘာမြေကြီးဆိုအပေါ်ရန်လှုပ်တာအဲ့ဒါကိုအမြင်အားဖြင့်ကြည့်လိုက်မယ်ဆိုလို့ရှင်ဒီပုံစံပဲဖြစ်နိုင်တယ်လို့ဒီလိုပြောတော့သူစဉ်းစားနေတော့ဂျမန်မျိုးသမီးတယောက်ကဟုတ်တယ်ဟုတ်တယ်လို့ပြောလိုက်တော့သူလည်းဆက်မမေးတော့သဘောကျလို့လားမကျလို့လားတော့မသိဘောကြီးတော့လည်းကျမ်းပန်ဖြစ်ရတာပဲလေအဲ့တော့အင်တာမကြီးမားတဲ့အရာဝတ္ထုကြီးတစ်ခုကို ပုံဖော်ပြီးပြောဖို့ဆိုတာအလွန်ခဲယဉ်တဲ့ကိစ္စတစ်ခုပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားကိုဩကတလောကလို့ဆိုပြီးတော့မြစ်မုံတောင်လေးဒါတွေကိုအထက်ကရာဆရာက လောကဝိဓုထဲမှာထည့်ရေးတာကိုတစ်ချိန်တုန်းကမြန်မာနိုင်ငံမှာအထက်ကရာဆရာကိုပြစ်တင်ပြီးတော့နော်လောကဝိဓုကိုမြတ်စွာဘုရားဟာလောကကြီးဩကတလောကကြီးအကြောင်းသိတာဆိုတော့မဟုတ်ဘူးလို့ဆိုပြီးတော့သောဒီပါရေးကြတယ် ရေးကြတယ်။မဟုတ်ဘူးဆိုရင်အကြောင်းပြလေ။အဲ့လိုတော့လေအကြောင်းမပြ။အဲ့တော့မယုံတာကတော့ဘယ်တတ်နိုင်မှာတော့မယုံတဲ့လူကိုယုံအောင်ပြောစရာမလိုပါဘူး။နော်။ယုံတိရှိမရှိပဲကိုကကြည့်ရမှာပေါ့။အဲ့တော့မြတ်စွာဘုရားကစကြဝဠာအနန္တဆိုတာကိုဟောထားခဲ့တယ်။ဟောထားခဲ့သည့်အတွက်ဂိဋ္ ဒီစလနိကလောကလောကဓာတုတုံမှာလည်းပဲဒီတိုင်းဟောတာလေဟောတာတဲ့အတိုင်းဒီခဏိခိသိပ္ပံမှာဂျိုသားတွေရှိတယ်ဆိုတာရေလူတွေနေတာလူတွေဟာဒီကဘာမှာသာရှိတာမဟုတ်တခြားကဘာလည်းရှိတယ်ဆိုတာတွေကိုတဲလွန်စားတွေရပြီးသက်ရှိတွေရှိနိုင်တယ်ဆိုတာကိုလေ့လာစူးစမ်းနေကြတော့မြတ်စွာဘုရားကတော့အဲ့ဒီလိုသူတို့လိုဂျူရူကြီးတွေလွတ်ပြီးစူးစမ်းเสียမှာမလို့တာ အလိုရှိရင်သွားကြည့်လို့ရတာပဲတကူတော်နဲ့သွားလိုက်ရင်ရတယ်လေဘာနဲ့သွားရုံဆိုစိတ်ဆွမ်းအားကိုသုံးချပြီးသွားတာတမာရီဆွမ်းအားနဲ့မသွားခြင်းလဲကိုယ့်အကိုကုံဆွဲကြည့်လို့လဲကုံမြင်တာပဲအဲ့ဒါကြောင့်မလို့ဒီလိုဆွမ်းအားကြီးမားတဲ့ပညာကြီးမားတဲ့ပုဂ္ဂိုလ်တယောက်ပုဂ္ဂိုလ်တဦးရဲ့ပြောကြားချက်ဟာအမှားရမရှိဘူးလို့ဘုန်းကြီးတော်ကလက်ခံတယ်ပေါ့ ကိုမတွေ့သေးတာပဲရှိတယ်မရှိတာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားဩဃတလောကအကြောင်းကိုလည်းသိတယ်တတလောကအကြောင်းကိုလည်းသိတယ်နောက်ဆုံးမှာလောကနဲ့ပတ်သက်လာတဲ့အခါမှာရောဟိတတသုတ်ဆိုတာရှိတယ်